မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာက2025ခုနှစ်အော်တိုဘာလ12ရက်ကနေပြီးတော့21ရက်နေ့ထိတပတ်စာဒါဇာဘေးသားသမီးမိတ်ဆွေတွေအတွက်အကံကြမ္မာကိုတားရုံနဲ့ခေါ်ကြပြီးမှဖြစ်တဲ့အတွက်ဆရာဂျာဇာဘေးသားသမီးမိတ်ဆွေတွေအားလုံးဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်နေကြပါဦးကဲဥလိုဂျာဇာဘေးသားသမီးမိတ်ဆွေတွေအတွက်တပတ်စာကိုဆရာတို့အာရုံပြုခေါ်ကြလိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ်အော်တိုဘာလ12ရက်နေ့ရနေပြီးတော့21ရက်နေ့ထိတပတ်စာဂျာဇာဘေးသားသမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကို အားငယ်စိတ်ကြီးဖြစ်နေတာမျိုးကိုကိုကိုငါလုံမလုံနိုင်ရဲ့လားဖြစ်မှဖြစ်ရဲ့လားဆိုပဲစိတ်တွေအားငယ်စိတ်ကြီးတငယ်စိတ်ကြီးအလိုလိုဝင်နေတာမျိုးတွေအဲအလိုတစ်ခုကိုကိုလောက်တော့လှုပ်ရှင်စိတ်ရှိပြီးလက်တွေ့မှာဘာမှအကောင်အထည်ဖော်မနေပဲနဲ့အဲကိုမှကိုကိုကိုစိုးရိမ်စိတ်တငယ်စိတ်ငယ်အားငယ်စိတ်တွေများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြစားပြီးတသမီးတွေနဲ့ဘာကိုဖြစ်ဖြစ်ပြီးခဲ့ပြီးတာကိစ္စတွေကိုဘာမှကောင်းတဲ့ထက်မနေပဲနဲ့ဖြစ်လာမဲ့ကိစ္စတွေဖြစ်ပြီးခဲ့ကိစ္စတွေကိုနက်ကလပ်လုပ်ပြီးတော့ဖြစ်လာမဲ့ကိစ္စတွေကိုအကောင်းဆုံးလှုပ်ဆောင်တာဟာမိတ်ဆွေတို့အဖြစ်ဖြစ်ကြောင်းဆရာသားစကားလေး ပါလိုက်ပြရစီခင်ဗျအလောက်ကင်အလောက်ကင်နဲ့ပတ်သက်ရင်တော့ဘာကုန်ဖြစ်ဖြစ်အမိခံလို့ရှင်းဥဆောင်လို့ရှင်းချစ်တို့လို့ရှင်းနေအကျိုးပေးပါလေလုပ်ငန်းယာရီနဲ့ပတ်သက်ယာရုပို့တာမျိုးယာရုတက်တာလို့ဒီကြုံရနိုင်ရဲ့အလုံးနဲ့ပတ်သက်လာလို့ရှင်းဘာကုန်ဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လုပ်ပြီးတော့စိတ်ကသာစွမ်းအောင်လုပ်ပါရတယ်ဒါဆိုရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေဂျင်းတွေရရှိမဲ့ကာလဖြစ်တဲ့ယာရုနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးချစ်တို့ဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတော့အထက်လူကြီးရဲ့ကြီးခဲ့တဲ့ရဲ့အကူအညီကိုရရှိတာမျိုးကြီးခဲ့သူတွေရဲ့အထောက်အပံ့အကူအညီကိုရရှိတာမျိုးစီကံအသည့်စီးမြန်းအသည့်တွေမှာ မိမိတို့အနေနဲ့အားသာပေါင်းမှုပြီးတော့ခြေသူဆောင်ရွက်တာမျိုးလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးဟာမိတ်ဆွေကြာသပိသားသမီးတွေအတွက်တော့တိုးတက်နိုင်စရာအားသာနိုင်စရာအပ္ပတ္တကာလအပိုင်းစားဖြစ်ကြောင်းနဲ့ကြာသပိသားသမီးမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဥဆောင်လှုပ်ခြင်းဆောင်ရွက်ခြင်း ရှိတူဆောင်ရပါမြေယာခိုင်ရင်းနဲ့ပတ်သက်တာလို့လေးတွေရှိတူဆောင်ရလို့ကောင်းပါတယ်လုပ်ငန်းဟောင်းကိုတိုးရှဲလှုပ်ဆောင်တာမျိုးတွေအတွက်တော့အကျိုးပေးအားပါကောင်းမွန်သောကာလဖြစ်ပါတယ်ဒါအပြင်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစနစ်တကျစီမံခန့်ခွဲပြီးတော့အစီအစဉ်ကောင်းတဲ့အကြံဉာဏ်ကောင်းပြီးရှိရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လဖြစ်အပတ်တာဖြစ်ကြအောင်မိတ်ဆွေတို့ပဲဆရာကပြောကြားလိုက်ပြရစီခင်ဗျယာရုလုပ်ငန်းတိုးရှင်ယာတက်ရှင်နေရာခိုင်ရင်းပိုင်ဆိုင်ရာရှင် OA Champion ကြီးပိုင်ဆိုင်ရာချင်းတွေမပြီးမပြတ်ဖြစ်နေသောလုပ်ငန်းတွေမပြီးမပြတ်ဖြစ်နေသောအိမ်ကြီး OA တွေကိုရှိတူဆောင်ရပြီးတော့အကောင်းဆုံး အဖြစ်ရှာပြီးလှုပ်ဆောင်နေကံရဲ့အထောက်အပူကိုဂျင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲတွေအကူအညီရရှိတာမျိုးတွေမမညာတော့ဝိဆာတို့ဇော်ကြီးတို့တပတ်တိတို့အစရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မြောက်စားချင်းမြောက်ချင်းတွေခံရတာမျိုးတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားပို့လုပ်ပေးပြတာမျိုးတွေပုံမကောင်းမှုပြီးတော့ကံရဲ့အထောက်အပူကိုရရှိမဲ့ကာလပိုက်ချဖြစ်ပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဆုံးတိုက်တာမျိုးတွေဓာတ်ဆိုတော့ တတိယစင်နေပြီပါအကြမ်းမိုင်းနဲ့ပတ်သက်လာရင်ငါကအဲမိတ်ဆွေတို့နေနဲ့ဘာမှမဟုတ်ပဲရုပ်ပြရနာဖျားလာတဲ့အခါမှာအတိုက်ခိုက်တွေဝင်နေတာမျိုးပြီးတိဖြစ်ရတတ်တယ်လို့အကြမ်းမိုင်းနဲ့ပတ်သက်လာရင်ကိုကိုကိုတတိယစင်နေရမယ့်ကာလဖြစ်တဲ့အဲဒါအပြင်ရင်းတို့လက်စစ်ပစ္စည်းတို့ဂိုင်းရွယ်သုံးရတဲ့အခါမှာတတိပြုစင်နေပြီရန်တော်တော်လိုအပ်သောကာလပိုင်းစားဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အဲဆက်လာလို့အကြမ်းမိုင်းနဲ့ပတ်သက်လာရင်မကောင်းတဲ့ တိုက်ခိုက်ကြီးပယောဂါရီသူများကူစားတိုက်ခိုက်တာလူလေးတွေမှာတော့အတော်ကိုတတိထားရမယ့်ကာလာပိုက်ရှာဖြစ်ပြီးတော့ကန်တရားရဲ့အာနေခြင်းမျိုးလေးတွေဂျုံအားတက်တော့ကာလာပိုက်ရှာဖြစ်ပါလေမတည့်သောအစားအစာလေးအဲကိုမစားဘူးတော့အစားအစာလေးအစာအစိတ်တင်တာမျိုးလေးတွေဟိုတတိတုဆင်ရင်ပြန်လိုအပ်ပြီးရခါမိတ်ဆွေတို့နည်းနဲ့ဘာကိုဖြစ်ဖြစ်ကျမ်းမာရင်နဲ့ပတ်တိုင်အစားတော့ကစားလို့အဲဆွနာလို့ပေါ့ဘာသာတရားစားလို့ပုံမူပြီးတော့ပို့ချက်လုဆောင်မှာအဲငါကဖြစ်ခဲ့မဖြစ်ရသေးတဲ့ကြမ်းမာရင်ရုတ်တရက်ဖြစ်လာမှဆိုရင်တော့ဒါဆိုအတိုက်ခိုက်တွေမကောင်းတဲ့အတက်ပညာတွေကိုလည်းသတိပြုပါအိမ်မက်ထဲမှာကိုယ်ရီမတ်တာမျိုးတွေတုတ်တန်းတို့တင်းရင်းတို့အဆရှိတဲ့အရာတွေမတ်တာ ိုနေအဲဒါမျိုးတွေမှာလို့ရှိရင်တော့စတေရှာကိုတတိတဆင်ပြီးတော့အဲဆောင်ရွက်ရန်တို့အကြောင်းလဲခါလောင်းပြောကြားလိုက်ရရစေမြတ်တို့အပြင်မိတ်ဆွေကြားသားပေးသားသမီးတွေငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့အဲငွေကြီးအပေါင်းငင်းကိစ္စမိသားစုကိစ္စအိမ်လေးရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများနေရတာမျိုးလေးတွေပရိုက်တက်ဆိုင်ရာကိစ္စလေးတွေကြောင့်ကိုကြောင့်မဟုတ်ပဲမိသားစုကိစ္စအပွဲစီသင်းဖွဲ့နဲ့ပတ်သက်သောကိစ္စ လုပ်ငန်းကိစ္စဘာသာရေးကိစ္စလေးတွေအကြောင်းတော့ငွေကြီးနဲ့ပတ်သက်လာရင်အထွက်များနေတတ်သောကာလလူငွေကိစ္စလေးတွေမှာအထွက်အကုန်များနေတတ်သောအပတ်တာကာလပိုင်းရှာဖြစ်ပါလေခင်ဗျာဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲကိုပဲအတိအပေါင်းနေမိတ်ဆွေတွေနဲ့အကူအညီတွေရရှိတာမျိုးတွေအကြံစီတွေအတွေးခေါ်တွေရရှိကံတွေကြုံရတတ်သောကာလဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့လုပ်ငန်းပြန်အလုပ်ပြန်ရင်လည်းပေါ်လာတတ်သလိုကိုကတစ်ခုခုကိုလုပ်မယ်ဆိုရင်လည်းတစ်ဖက်မှာတောင်းတဲ့ အကြံဉာဏ်တွေရရှိတယ်လို့တစ်ဖက်မှာလည်းစုပ်ယုပ်တဲ့အပြောဆိုတွေနဲ့ကြုံရတတ်တဲ့ဘက်တော့ဘာကိုဖြစ်ဖြစ်အဲတုံးခဲအမှာရောငါအရာရာကိုမြူးဆိုင်ပဲကိုကိုယ်တိုင်ဦးစီဦးဆောင်ပြီးတော့ဘာကိုဖြစ်ဖြစ်အဲကောင်းတဲ့ဘက်မှာတွေးပြီးတော့ကောင်းတာလေးဂျန်ကောင်းတာလေးတွေလုပ်ရင်တော့သိကြပါတယ်မခရီဝါလင်ငါတွေအရလို့ပေါ့ကောင်းမှုမြန်လို့ကောင်းအောင်ကျူလို့ကောင်းကျိုးကိုနိုင်ကြီးစင်းမင်းဆိုတဲ့အတိုင်းကိုကကောင်းအောင်သာကြိုးစားရင်အဲသိကြပါတယ်ပါဝင်ခြင်းဆိုတာကဲ့ရဲ့ခုနှစ်ရက်စီမံခုနှစ်မှတ်ပါပဲခုနှစ်ရက်ပါပဲလို့ဆရာကပြောကြားလိုက်ရတယ်ညဒါအပြင်မိတ်ဆွေတို့အရှိရေး ူတွေရှိရင်းနဲ့ပတ်သက်လာရင်တော့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်မိမိတို့အနေနဲ့အိမ်တော်ကြီးကိစ္စအိမ်တော်ပြိမဲ့ကိစ္စလေးတွေတမီးစားတွေအနေနဲ့တဦးနဲ့တူပြောင်းနေပြနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့ပြန်ပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးရဲ့အခါဆန္ဒလိုဆေးဆက်ရှင်အကြောင်းတန်းချင်းအဲသို့မဟုတ်လူချင်းလဲလူကြီးမိဘနိုင်ငံတိုင်းမြင်ချင်းတွေအဆက်ရှိတဲ့လုပ်ငန်းတွေကိုလှုပ်ပါအိမ်တော်ပြိမဲ့မိတ်ဆွေတမီးစားများအနေနဲ့တော့ရိုးရားတို့တော့ဘာတို့အဲမိမိတို့အနေနဲ့ရိုးရားတို့နှက်တို့နဲ့ပတ်သက်လို့ချင်းလဲမကြော်ပါနဲ့ အယုံဒီနေရေချီထုံးလဲမပဲကောင်းကြောင်းနဲ့ဒီယာလေးတွေကိုတော့မမိမလို့တော့လှုပ်ဆူအောင်မလိုအပ်ကြောင်းနဲ့ဝါလဲထွက်ပြီဆိုတော့မိတ်ဆွေကြတာပေးတာသမီးဝါဝင်ဝါထွက်လက်ဖက်ကလေးစရီးဆက်ပါလို့ဒီလှုပ်ဆောင်ပေးပါမသိရင်ဆရာမေပေးမှာဖြစ်ဖြစ်ယူကျူမှာဖြစ်ဖြစ်အဲရိုးရအေဂျင်လက်ဖက်ဆန်နီးဆိုပြီးတော့ဆရာမေလို့ရချလာရင်ဆရာဆက်ပုံဆန်နီး900တော့မကုန်ဘူးပြောပြထားပါတယ်ခင်ဗျာနက်ကတော့ကြီးကောပွဲကြီးလိုက်ကြီးလောက်ခိုင်းတာမဟုတ်ကြောင်းထပ်လောင်းပြောကြလိုက်ရသည်ဒါအပြင်မိတ်ဆွေတို့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဲ အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ဆိုးစကားများရတာမျိုးတွေထွက်ကွာရတာမျိုးတွေသို့မဟုတ်လို့ရှိရင်လည်းအိမ်အောင်ကိုရင်းနဲ့ပတ်သက်လာလို့ရှိရင်တုံးနဲ့တူတယောက်နဲ့တယောက် ကောင်းသောရာလူကြောင့်ဖြစ်စီခြင်းဖြစ်စကားနှမဖြစ်စီတနေ့ခဏဖွဲခွာရတာမျိုးလေးတွေတောကခရင်နေရတတ်တဲ့တဲ့ကာလာအပိုင်းချဖြစ်ပြီးတဲ့အခါအိမ်အောင်ဘက်နဲ့ပတ်သက်လို့စိတ်တိုင်းမကြခြင်းမျိုးတွေမိမိအိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ကို့အပေါ်မှာအတိမြင်တယ်လို့ခံစားနေရတာမျိုးတွေကြုံနေရတော့ကာလာအပိုင်းချဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီအဖက်တာကာလာအပိုင်းချပေါ်ဒီမှာစင်အိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်အဲအိမ်အောင်ဘက်ရဲ့ကျမ်းမာရင်ညံ့ခြင်းမျိုးတွေအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရင်နဲ့ငယ်ခူးကြတာမျိုးစိတ်ပင်ပန်းသူပဲဖြစ်ရတတ်တဲ့ကတော့အိမ်အောင်ရင်းနဲ့ပတ်သက်လာအရာရာကိုတော့တတိကစင်ချင်းမှာမိမိအိမ်အောင်ဘက်မသိအောင်လုံခါသောငွေကြီးကိစ္စလေးတွေအဲ ငါကလုံငါကိစ္စအဟောင်းကြီးတွေကိုပြန်လဲအစ်စ်ပေါ်လာတာမျိုးလေးတွေအချင်းမအမြင်ပါလေးတွေဖြစ်တတ်တဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ဆိုကြာသမီးကြာသမီးမိတ်ဆွေတွေဟာ ဝေးกว่าနေတာဟိုကောင်းပါတယ်သူမဟုတ်လို့ရှိရင်လည်းတူနဲ့တူတယောက်နဲ့တယောက်ဖြစ်နိုင်လို့ရှိရင်ဘာလို့ဖြစ်ပြီးပြဿနာကိစ္စတခုကိုတစ်ဖက်သက်တယောက်နဲ့တယောက်ဆွဆွဲယူဆွနေတာမျိုးထပ်စားလို့ရှိရင်တော့ဒီမိစေလိုအိမ်တော်ကြီးနဲ့ပတ်သက်လာဘာလို့ဖြစ်ဖြစ်တယောက်ကဒေါသဖြစ်လိုက်တယောက်ကရှော့တာမျိုးဆိုဆိုအဲကျွန်းကိုင်းမီကိုင်းကျွန်းမီနဲ့နှိမ့်ရင်လိုက်လုပ်ပြီးဘူးလိုအပ်ကြောင်းနဲ့မဟုတ်လို့ရှိရင်ရုံရောက်ကနားရောက်ဆူဆူဘွားအဲရက်စဲပြက်စဲခြင်းမျိုးတွေချီဖို့ကြုံမတက်တယ်ပဲတော့အိမ်တော်ကြီးနဲ့ပတ်တိုင်တော့အဲ တွေးတဲ့အတိုင်းပဲခေါ်ပြရစီနည်းနည်းလေးအားနည်းစီတော့ကာလဖြစ်တယ်ဒီကာလတော့ဒီမှာအဲရက်စဲချင်းပြက်စဲချင်းမျိုးတွေကိုဆုပ်ဖြတ်ဆောင်ရဲ့ချင်းမျိုးတွေမတင်ကြောင်းမဲ့အဲတစ်ဖက်ကဒါဆိုငါလည်းလိုက်ရွေးတယ်ဆိုရဲအိမ်တော်ကြီးမျိုးတွေကြုံရတတ်တဲ့ဘက်တော့နည်းနည်းလေးတတိပစင်ညာတို့ကပါလေအိမ်တော်မက်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ပူပန်ရတာနည်းနည်းလေးစိတ်ငေါလူမောစိတ်ပန်းလူပန်းဖြစ်ရတဲ့အဘက်လိုမှတ်ထားရင်တော့ရလောက်ပါခင်ဗျဝေကြီးဝေကြီးနဲ့ပတ်သက်လာရင်တော့လုပ်ငန်းတဲ့အလုပ်ဖြစ်တဲ့ကြောင့်ဝေပုံကြီးကြအများကြီးတက်တဲ့အနာဂတ်အတွက်ဂျင်းနီလှုပ်ဆောင်တာမျိုးလေးတွေ အကျိုးပေးပါလေလုပ်ငန်းလို့အစ်တနဲ့ပတ်သက်ပြီးတော့လေစီတိုဆောင်ရွက်လို့ကောင်းသောကာလပိုင်းစားဖြစ်ပါတယ်နောက်တစ်ခုကအနာဂတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်ပလန်နေချာဂျင်းနဲ့မိတ်ဆွေနဲ့စီတိုဆောင်ရွက်ပါကိုယ်တိုင်လုပ်ငန်းနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့စီတိုဆောင်ရွက်လို့ဆောင်ကောင်းသောကာလပိုင်းစားဖြစ်ပြီးတဲ့အခါအဲ စတင်လမ်းခေါက်ခြင်းတွေအစ်စ်ထွင်ခြင်းတွေ OA Champion နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုဆောက်လုပ်ခြင်းတွေတွေစစ်ဆန်ညှိနှိုင်းခြင်းတွေအကျိုးပေးအသာပေါင်းမှုပြီးတော့တွန်းတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာကာလတော်တွေမှာဆိုရင်တော့စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ချေရလုပ်ငန်းတွေအကျိုးပေးပါတယ်ဆွေမျိုးသားချင်းတွေရဲ့အထောက်အကူကိုရရှိတတ်ပြီးတော့ဝေးကွာနေသောဆွေမျိုးသားချင်းတွေ ပြန်လဲစုံစည်းရတာမျိုးလေးတွေအထောက်ကူပြုရတာမျိုးလေးတွေပြန်လဲစုံပြရတတ်တဲ့သူကမိတ်ဆွေတို့နဲ့ဆွေးနွေးသားချင်းနဲ့ပတ်တိုင်းတော့ထူးထူးခြားခြားဒီဘက်ဒီတစ်ဘက်ဟာကံကောင်းစီတော့ကာလာဘိုက်ရှာဖြစ်ပြီးတော့အဲအရရာကိုအစင်ပြေအောင်မြင်ခြင်းတွေအထောက်ကူရရှိခြင်းတွေရရှိတတ်တဲ့သူကမိမိရဲ့အေဂျင်စီတွေကိုပြောဆိုတိုင်နေပြီးတော့ညှိနှိုင်းပြီးတော့အဖြစ်ရှာရင်အနာဂတ်တော့ကောင်းမွန်တော့အဖြစ်တစ်ခုကိုကျင်းတည်ရရှိမှာအတိအကျပဲဖြစ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့ အစမှာနည်းနည်းလေးယုံတိုင်ရတတ်ပေမဲ့အဆုံးတက်မှာတော့အောင်မြင်သွားမဲ့ကာလပိုက်ချာဖြစ်ပါတယ်။ရင်လောင်မှန်းရင်တော့ခါလောက်တော့ရမယ်အပတ်တာကာလပိုက်ချာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။စိတ်ကူးတဲ့အဂျင်စီတက်တွေတွေးခေါ်လို့ကောင်းသောကာလပိုက်ချာဖြစ်ကြောင်းနဲ့မိတ်ဆွေတို့ဒီကာလအတွက်တွေ့မှာဆိုလို့ရှိရင်တော့အမေတို့အမအတို့အသက်ကြီးသောအမျိုးသမီးတို့သူတို့ရဲ့အကူအညီကိုရယူပြီးတော့အဂျင်စီကိုရယူပြီးခြေချင်းဆောင်ရွက်ပါအောင်မြင်ပါပါလိမ့်မယ်။အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်နှစ်ကဏ္ဍ သုံးကနန်း၆ကနန်းဖြစ်ပါလေအကျိုးပေးစီတော်နေတာကတော့တနင်္လာသားသမီးတို့တောက်ကြသားသမီးတို့ကကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါပတ်စံ PC ဖုန်းဆိုင်ရဲ့ပြောက်တက်တဲ့တတိထားဆင်နေပြီလို့လိုအပ်ပါတယ်အကျိုးပေးစီတော်ရဟာအရှိစုစုရဖြစ်ပါတယ်ခမရဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိုင်ငန်းဆက်ဆံရေးအောင်မြင်တိုးတက်စီတို့အတွက်မျက်စွာပေးရမှာတောက်ရီအေးအေးလေးနှစ်ကွက်လူသွားပြီးလူရဖို့ဆူတောင်းပါပါအဆင်ပြေပါလိမ့်မယ်မိစ္ဆာတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်ကွက်အယောင်ထွက်စီလို့ဆိုရင်တော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆက်ဘာလဲ ဟိုနှစ်စီပန်အဖြူရောင်သုံးပွင့်နဲ့နော်ရိုက်ကုတ်ဖြီးပြီးရောင်းလိုက်ပါအယောင်ခွတ်အယောင်ကတ်သွားမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဇန်ကနာပီဒီမီဒီယံခွန်ကိုတုံညာနှစ်ဘူးတုံညာလေးတခြား790290410 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 4050 9နှစ်မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့တာစာဗီတာတမီမိတ်ဆွေအောင်မြင်ခြင်းအကြည့်ပြိုင်ဆိုင်လို့ဇေတနာစင်ကြောက်ဇေတောက်နိုင်ကြပါစီကြောင်းဆုတောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆောင်ရတာပေါ့ဗျာကျေးဇူးတင်ပါတယ်